ရိသက်များအလုံးမဲမင်္ဂလာပါရှင်ဒီနေ့ညမှာရှင်မြန်ကစားသွားမဲ့ပရီးမီးယားလိဂ်လာလီဂါဘွန်ဂျာလီဂါပွဲစဉ်တွေရဲ့ပွဲချုပ်သုံးသပ်ချက်တွေကိုတင်ဆက်ပေးကြပါမယ်ဘယ်လစ်နဲ့မန်ယူဒီဟာဒီပရီးမီးယားလိဂ်ကအင်ကွန်မရှင်သေးတဲ့အတင်းတွေထဲမှာဘယ်လစ်လည်းပါဝင်ပါရရှင် ဒါပြင်ဒီဟာဒီပရီးမီးယားလိဂ်မှာလန်ဒန်လေယုံတွေထက်ပေကိုပိုနေပြီးတော့ဥဆောင်နေတဲ့သူကတော့အာဆင်နယ်တသိမ်းပဲရှိပါတယ်။ပြီးခဲ့တဲ့အပတ်ကအိုထရက်စ်ပိုမှာတော့တယောက်ရော့အသင်းကိုဂိုမသွန်းနိုင်ခဲ့တဲ့မန်ယူကတော့အရင်အခြေအနေပြန်ရောက်နေပါတယ်။ဒါပြင်တရဲနေတွေဟာဘယ်လစ်နဲ့ပရီးမီးယားလိဂ်တွဲဆုံမှုနောက်ဆုံးလေးဝက်စလုံးမှာလည်းဂိုမသွန်းနိုင်ခဲ့ပဲနှစ်ပွဲရှုံးထားတာပါ။တရီ35အကြောပေးထားတဲ့လေယုံတွေနဲ့ပြန်တန်းကြည့်ကြရအောင်ပါရှင်။ဗီလာနဲ့ဟူ အစံလေးနေရာကဗီလာကအဒီယာတီမှာဥရောပကံပီတိုင်းကစားရတဲ့ရီမီယာလိဂ်လေးဘက်စလုံးကိုနိုင်ထားပါတယ်။လက်ရှိမှာလည်းအမရီရဲ့အသင်းကအင်္ဂုံးမှာပြိုင်ပွဲဆုံးနောက်ဆုံး9ပွဲဆက်နိုင်ထားတာပါ။နမတ်တန်ရသေးတဲ့ဇီယာအောက်ခြေကအူကတော့နီးပြပြောင်းလဲထူးမလာပဲရှုံမြရှုံဆဲပါပဲ။ဝမ်ဘလီဒီကဒီယာတီအဝေးကွန်းမှာဆိုရင်တက်မှတ်ပဲရတကူပဲသွင်းနိုင်သေးပါတယ်။ဗီလာတလုံးပြား20အရှုံးအကျော်ပေးထားသလိုဗီလာပတ်ကတော့အမရီရဲ့အောင်မြင်ပါရှင်။ နော်တင်ဟမ်နဲ့ဘရိုက်တန်ဒိုင်းချီလက်ထက်မှာနော်တင်ဟမ်ကအရင်လိုမမကြော့ကြော့ပြန်ဖြစ်သွားပါတယ်။ပြိုင်ပွဲဆုံးနောက်ဆုံး၃ပွဲဆက်နိုင်ထားသလိုနောက်ဆုံး၅ပွဲစလုံးမှလည်းမရှုံးခဲ့ပါဘူး။အဆင့်၆ဆိုပေမဲ့ဘရိုက်တန်ဟာနောက်ဆုံးအဝေးကွင်း၃ပွဲဆက်နိုင်ပွဲကိုပျောက်ထားတာပါရှင့်။ကြားပြင်ဇင်ော်ရီဟာနော်တင်ဟမ်နဲ့အဝေးကွင်းတွေ့ဆုံမှုနောက်ဆုံး၃ပွဲမှလည်းတပွဲသာနိုင်ပြီးတော့နှစ်ပွဲရှုံးထားပါတယ်။ဘရိုက်တန်တည်ရီ၁၀ဆိုပေမဲ့တော်ရက်ရောက်လာမဲ့ဇင်ော်ရီလမ်းပြောင်းနိုင်ပါတယ်။ ဝက်ဆမ်နဲ့လီဗာပူးလ်နောက်ဆုံး၃ပွဲမှာ9မှတ်ဆူဆောင်းနိုင်ခဲ့တဲ့ဆိုပေမဲ့ဝက်ဆမ်ကတန်းစင်းစုံတက်ကအသင်းနဲ့ရမတ်အတူဖြစ်နေစေပါပဲ။ရာနဲ့သာတိုးတက်လာပြီးမဲ့ဝက်ဆမ်ခန်စစ်ကတော့အခုချိန်မှာဘယ်အသင်းကိုမဆိုအနိုင်ဆုံး၂ဂိုးနှုန်းပေးနေရပါတယ်။လီဗာပူးလ်ကတော့ပြင်းထန်တဲ့ဖိအားတွေကြောင့်ဖောင်ဖြက်လာမှဆိုပေမဲ့နောက်ဆုံး၃ပွဲမှာ၁၀ဂိုးပေးခဲ့ရတဲ့သူတို့ခန်စစ်ကတော့လုံးဝယုံကြည်လို့မရပါဘူးရှင်။ဝက်ဆမ်နဲ့လီဗာပူးလ်တို့ကြားကနောက်ဆုံးတွေ့ဆုံမှု9ပွဲစလုံးမှာတော့နှစ်ဖက်သွင်းကို၃ဂိုးနဲ့အထက်ရှိထားတာပါနော်။ ကိုပေါင်းစီ၃လုံးပြား၂၀အရှုံးရှိတဲ့အလန်တန်မှာကိုရက်နဲ့ထုံသင်းပြန့်လို့နေပါတယ်။ Chelsea နဲ့ Arsenal ထိပ်ဆုံးနှစ်သင်းဆိုပေမဲ့ Arsenal က Chelsea ကို6မှတ်ဖြတ်ထားတာပါတကယ်လို့ Arsenal သာအတိပွဲနိုင်ခရင်တော့ Champion ပြေးလက်ဟာဒီနေရာမှာအဆုံးသတ်သွားနိုင်ပါတယ်ဒါပေမဲ့ပြိုင်ပွဲဆောင်နောက်ဆုံးဆက်ပွဲမှာတပွဲသာရှုံးထားတဲ့ Chelsea က Maris ကလက်ချက်မှာတော့ဘယ်တော့မှ shot တွက်လို့မရတဲ့အသင်းကြီးဖြစ်လာပါတယ် Arsenal ကလည်း Chelsea နဲ့အဝေးကွင်းတွေးဆမှုတွေမှာနောက်ဆုံး6ကြိမ်ဆက်မရှုံးခဲ့ဘူးဆိုပေမဲ့အဲ့ဒီအချိန်မှာ3ပွဲပဲအနိုင်ရခဲ့ပါတယ် Arsenal တည်ရင်90ဆိုပေမဲ့ London Derby ပွဲကြီးပွဲကမှချင်းတိပြားရဲ့အညံ့ ့ခံမှာတော့မဟုတ်ပါဘူး။ဆူစီတက်နဲ့ဗီလာရီယယ်နောက်ဆုံး၅ဘွဲ့ဆက်မရှုံးခဲ့ပဲအဲ့ဒီ၅ဘွဲ့မှာ၃ဘွဲ့နိုင်ခဲ့လို့ဆူစီတက်ကအဆင့်၉နေရာအထိကျန်လာပါတယ်။ဗီလာရီယယ်ကတော့ချန်ပီယံလိဂ်မှာရှုံးဘွဲ့ဆက်နေပေမဲ့လာလီဂါမှာ၅ဘွဲ့ဆက်နေတာပါရှင့်။ဒါပေမဲ့ဆူစီတက်ရဲ့လက်ရှိခြေစွမ်းကဗီလာရီယယ်ရဲ့လာလီဂါနိုင်ပွဲဆက်နေမှုကိုရပ်တန့်နိုင်စွမ်းရှိပါတယ်။ဗီလာရီယယ်တရေ25ဆိုပေမဲ့အင်ရှင်နဲ့ပဲစဉ်းစားတက်နာပါရှင်။စီဗီလာနဲ့ဘက်ဒစ် နိုင်လိုက်ရှုံးလိုက်ဖြစ်နေတဲ့ဇေယအလေကစီဗီလာရဲ့လက်ရှိခြေစွမ်းကတည်ငြိမ်မှုမရှိပါဘူး။ဘက်တစ်ကတော့ချန်ပီယံလိဂ်ဝင်ခွင့်စိန်ခေါ်ကျင်းနေဆိုရင်တော့နှစ်ပွဲဆက်တရေကြားခဲ့တဲ့လာလီကာမှာနိုင်ပွဲပြန်ရှာနိုင်မှုလိုအပ်ပါတယ်။ဒီတရားဒီလုံးမှာတော့ဘက်တစ်ကအဝေးကွင်းရှုံးပွဲမရှိသေးပါဘူး။စီဗီလ်ဒါဘီမှာတော့အဲ့တဲ့နဲ့ပဲတရေ25ဟင်းကြည့်ကြပါတယ်။ ဆယ်တာဗီဂိုနဲ့အစ်ပန်ယိုဇယားအောက်ပိုင်းကဆိုပေမဲ့ဆယ်တာဗီဂိုကနောက်ဆုံးလာလီကာ၄ပွဲမှာဘာစီလိုနာနဲ့၃ပွဲသာရှုံးထားပြီးတော့၃ပွဲနိုင်ထားတာပါနောက်ဆုံး၃ပွဲမှာ၂ပွဲရှုံးခဲ့တဲ့အဆင့်၆အစ်ပန်ယိုရဲ့လက်ရှိခြေကတော့စိတ်မချရပါဘူးဒါပြင်အစ်ပန်ယိုကနောက်ဆုံးအဝေးကွန်းမှာတန်ဆင်းဆုံနာကအလာဘက်စ်ကိုရှုံးခဲ့တယ်လို့ဒီရသည့်အဝေးကွန်းနိုင်ပွဲ၃ပွဲပဲရှိသေးတာပါတရီ85ပေါက်တဲ့အင်းရှင်အရေးအောက်သာခိုးလုံကြပါတယ်ဂီရိုနာနဲ့ရီယယ် တန်ဆင်းစုံတဲ့ကဆိုပေမဲ့ယုံနေတဲ့ဂီယိုနာကနောက်ဆုံး၅ပွဲမှာတော့တပွဲသာရှုံးခဲ့တယ်လို့ဂိုးသွင်းချီကလည်းမှန်နေပါတယ်။လာလီကာမှာ၂ပွဲဆက်နိုင်ပွဲပြောက်ထားတဲ့ရီယက်ခန်စစ်ကတော့ဂျာယက်တုံးကအိုလံပီယာကော့စ်ကိုတောင်း၃ဂိုးပြန်ပြီးခရလို့စိတ်မချရပါဘူးရှင်။ဂီယိုနာအင်ကွန်းရီယက်နဲ့နောက်ဆုံးတွေ့ဆုံမှု၆ပွဲစလုံးမှာလည်းနှစ်ဖက်သွင်းကို၃ဂိုးနဲ့အထက်ရှိထားပါတယ်။သုံးလုံးပြား၈၀အရှုံးဆိုတဲ့ကိုပေါင်းစည်းကလည်းပြင်းတယ်လို့ဂိုးပေါ်ကသာအကောင်ဆုံးဖြစ်မှာပါရှင်။ဟန်ဗန်နက်စ်တူကတ် တန်စင်ဆောင်နာကဟန်ဘတ်ကအင်ကုန်းပွဲတွေမှာအဓိကယုံနေတာပါ။နောက်ဆုံးအင်ကုန်းပွဲမှာဒေါ်မန်ကိုတည်ရေကန်နိုင်ခဲ့တယ်လို့နောက်ဆုံးအင်ကုန်း၄ပွဲမှာလည်းတပွဲသာရှုံးခဲ့ပါတယ်။စတူဂတ်ကတော့တရားသည့်ပွန်ဇလီကမှာအဝေးကွင်းရလက်တည်ငြိမ်မှုမရှိပါဘူးရှင့်။စတူဂတ်တည်ရေ65ဆိုပေမဲ့အင်ရှင်နဲ့ပဲစဉ်းစားကြမှာ။ဖရန်ဖတ်နဲ့ရူဘတ် ပရမ်ဘက်ကဂျာယက်ချန်ပီယံလိဂ်မှာမချစ်မတ်တဲ့ဂိုးပြတ်ရှုံးပွဲကြုံခဲ့ရပေမယ့်ဘွန်ဒလီကာမှာကတော့9ပွဲဆက်နေပါတယ်။ဝူဘက်ကတော့နောက်ဆုံးဘွန်ဒလီကာ10ပွဲမှာ9ပွဲရှုံးခဲ့လို့တန်းစင်းစုံနဲ့ကက်လျက်ဖြစ်သွားပါတယ်။ဝူဘက်ကတော့နောက်ဆုံးအဝေးကွင်း4ပွဲမှာလည်း3ပွဲရှုံးထားတာပါ။တလုံးပြား90အစားပေါက်တဲ့အင်ရှင်အရေးအောက်ကိုသာခုတ်လုံးကျင်းပါတယ်။ Prime Bennett Minks ဇေယအောက်ပိုင်းရောက်နေပြီမဲ့ Prime Bennett ရဲ့လက်ရှိအင်ကွန်ရလက်တီကတော့ကောင်းပါတယ်ရှင့်။ ပြိုင်ပွဲစုံနောက်ဆုံးအင်ကွန်းခုနှစ်ပွဲစလုံးမှာမရှုံးမဲ့ငါးပွဲနိုင်ထားပါတယ်။တန်ဆင်းစုံနဲ့ကမိတ်စ်ကတော့ဝင်တယ်လီကာမှာနောက်ဆုံးအဝေးကွင်းသုံးပွဲစလုံးရှုံးထားပါတယ်။တရီတရာပေါက်ကျက်ဖရိုင်ဘတ်အင်ကွန်းနိုင်ပွဲဆက်မှာပါရှင်။ဟုတ်ကဲ့ပါရှင်အခုတင်ဆက်ပေးခဲ့တာကတော့ဒီကနေ့ညမှာရှင်မြန်ကစားသွားမယ့် Premier League La Liga ၊ Bundesliga ပွဲစဉ်တွေရဲ့ပွဲချိုသုံးသပ်ချက်တွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။